တင်မောသားကမလုတ်ခဲ့ဘူးမလုတ်ခဲ့ဘူးဆိုတာလုတ်တော့မှာပါဆိုကျော်ဒီအဲဆမ်မွေးလည်းအကုန်ဖြည့်ပြီးပြီစာတီဖီကိတ်လည်းအကုန်ယူပြီးပြီပတ်စပို့တောင်ချိန်ပြီးသွားပြီပေါ့နော်အခုတည်းထိစီမန်ပတ်စပို့ကင်ထားတယ်ဒါပေမဲ့တင်မောကိုတခါမှမတက်ရသေးဘူးအဲကျွန်တော်ကကြာငငယ်လေးကြည့်ရအဲ့လိုအဖေဆုံးတော့ ဆိုတော့ live ကိုနည်း struggle လုပ်ရတယ်ပေါ့နော်အဲ့ i live ကို struggle လုပ်တဲ့အချိန်မှာအချစ်ရေးကအဟန့်သားဖြစ်တယ်ဆိုတော့ဒီ first love မှာလည်းအဟန့်သားတွေအများကြီးပေါ်ခဲ့တယ်ကိုဆုံးဖြတ်ချင်တဲ့အတိုင်းဆုံးဖြတ်လို့မရဘူးပြီးတော့ပို့ဆိုးတာအသာအကြီးဖြစ်တော့ပို့ပြီးတာဝန်ကြီးရယ်ဟိုကိုယ့်ရဲ့ဒီညီကိုမောင်နှမပေါ်မှာရောအမေပေါ်မှာရောပို့ပြီးတာဝန်ကြီးတော့ဟိုဆုံးဖြတ်ချက်ကတော့ဒါကို family က priority ဖြစ်တယ်ဆိုတော့အချစ်ဦးပဲဖြစ်ဖြစ်အချစ်ဆုံးပဲဖြစ်ဖြစ်အကုန်လုံးကိုခဏပေးဖက်လိုက်ရတယ် ဒီကားမှာတော့ဟိုပါအကြောင်းစရာ character နဲ့ပြန်ပါဝင်လာမယ်ပေါ့ဟုတ်အပြင်ဆင်ရမယ့်အပိုင်းကတော့လောလောဆယ်ကတော့ကျွန်တော်ဟိုတခြားကားဝင်နေတော့တခြားတော့မပြင်ဆင်ရသေးဘူးဒါပေမဲ့အဲ့အတွက် pre production ကတော့တခြားကိုလုံးဝ exclusive တခြားလောက်သွားမယ်ပေါ့နော်อืมတာရတော့မခက်တော့ဘူး ဒါမဲ့အဲ့လိုပေါ့နော်ဆလန်သဘောရတော့အရင်စိတ်ဝင်စားစရာကောင်းလိမ့်မယ်အဲကွဲထွက်လောက်တယ်ကွဲထွက်လောက်တယ်ဆိုတာကဟိုဒီကားကိုဆက်လက်ခံခဲ့တဲ့မင်းဆက်တဲ့ကြိုးပြောပြီးသားဆိုတော့အဲ pressure လည်းတော်တော်ပြီးနေပါပြီလောက်တော့ပြီးနေပါပြီအဲ pressure ပြီးရဲဆိုတာဒီကျွန်တော်တို့ main character ကားလည်းဖြစ်တယ်အာပြီးတော့ဒီပေါ်မှာတာဝန်ယူပြီးတော့နေရောက်လုံးနဲ့လည်းစုံရမယ်ဘောစင်းနေလဲရှိရော မလုံနိုင်မှာစိုးရင်တော့ဗောနော်ဆိုတော့အဲ့ပေါ်မှာတော့အများကြီးပြင်ဆင်ရမယ် တခြားရှေ့မှာအများကြီးလှုပ်ခဲတာတွေထက်ပိုပြီးတော့မှအစာပေါင်းများစွာကြိုးစားမယ်ကဖြစ်တယ်။အာ pressure ဆနာပြောကြည့် character ပေါ်မှာပဲ pressure ရှိတယ်။ဂျန်လည်းဒီ mindset နဲ့ဆောင်ရတာတို့ဒီတစ်ဖွဲ့လုံးပြန်ဆောင်ရတဲ့ဒီညနေစီတော့ team နဲ့ပြန်ဆောင်ရတာတော့ပါ pressure မှမရှိဘူး။ပိုပြီးတော့ supporting ဖြစ်သွားစေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့ဆိုတော့ဒီ team ကအရင်ညီပြီးအရင်စီလုံးလုံးလုပ်လို့ရှိရင် pressure 50%တော့လျော့သွားတယ်။ ဆိုတော့ကျွန်တော်တော့ character ပဲကျွန်တော်တယ်ပေါ့နော်အဲ့ပုံမှာလည်းစူးစမ်းပေါ့လူတိုင်းလူတိုင်းကတော့လေသူသူ့ရဲ့ right ရှိတယ်သူ့ရဲ့ story ရှိတယ်ပေါ့သူ့ story မှာသူက right ပဲပေါ့နော်သူမှန်နေရပဲအဲအဲ့ဒါကိုပရိသတ်တွေအဆုံးဖြတ်ပါပေါ့နော်ကိုချီဘောဘယ်လိုဖြစ်ခဲ့လဲဘယ်လိုချီဘောကိုချီဘောဘယ်လိုဖြစ်ခဲ့လဲအရင်ကလေးကြာမှာအမ်တိတ်တော့မပြီးတော့ဟုတ်လားကြားလေးရချီဘောကတော့မမေ့ဘူးဘယ်လိုရိုက်လာမပြေးဘူးအမ် ပြန်ပြီး recall လုပ်မယ်ဆိုတော့အာမမိလိမ့်မယ်ပေါ့နော်ဒါပေမဲ့တချို့အပိုင်းတွေကျတော့ဟိုမေ့ထားလိုက်ရတယ်ဘာလို့ဆိုရှစ်ကိုဆက်လျှောက်ဖို့ခီးကပိုပြီးစဉ်းစားစရာများနေတဲ့ခါကျတော့နောက်ကဟာတွေကိုမေ့ပစ်လိုက်တာကြာခဲ့ပြီပေါ့ကြာခဲ့ပြီပေါ့ဘဝတွေလည်းမျိုးစုံကြော်ဖြတ်ခဲ့ပြီဆိုတော့လေအာသတော့ကြာခဲ့ပြီအကုန်လုံးက memory တစ်ခုမှပဲကျန်ခဲ့တယ်အဲ memory တော့မှ recall လုပ်မှပြန်ပေါ်လာတာအမ် ျွန်တော်ကျွန်တော်နဲ့ပြောတာဟမ်မန္တလေးတူပဲဖြစ်ပါဘူးအမ်မဟုတ်ပါမန္တလေးတူမဟုတ်ပါအဲဒီတော့ဒီမွန်နာလေးလာတော့ခဲ့ဦးတာဆိုတော့ဘယ်သူပဲပဲနိုင်ငံများဖြစ်ဖြစ်ဟုတ်တော့ဟုတ်ပါတယ်မောတာလည်းလုတ်ခဲ့ဦးလားဆိုတော့လေတင်မောတာကမလုတ်ခဲ့ဘူးမလုတ်ခဲ့ဘူးဆိုတာလုတ်တော့မှာဘာလို့ဆိုတော့ဒီအဲဆံမွေးလည်းအကုန်ဖြည့်ပြီးပြီ certificate လည်းအကုန်ယူပြီးပြီ passport အောင်ချိန်ပြီးသွားပြီပေါ့နော်အခုတည်းထိစီမံ passport ကိုကင်ထားတယ်ဒါပေမဲ့တင်မောကိုတခါမှမတက်ရသေးဘူးအဲကျွန်တော်ကကြာငငယ်လေးကြည့်ရအဲ့လိုအဖေဆုံးတော့ ဆိုတော့ life ကိုနည်းနည်း struggle လုပ်ရတယ်ပေါ့နော်ဆိုတော့အဲ life ကို struggle လုပ်တဲ့အချိန်မှာအချစ်ရေးကအဟန့်တာဖြစ်တယ်ဆိုတော့ဒီ first love မှာလည်းအဟန့်တာတွေအများကြီးပေါ်ခဲ့တယ်ကိုဆုံးဖြတ်ခြင်းနဲ့အတိုင်းဆုံးဖြတ်လို့မရဘူးပြီးတော့ပို့ဆိုးတာတအားကြီးဖြစ်တော့ပို့ပြီးတာဝန်ကြီးရယ်ဟိုကိုယ့်ရဲ့ဒီညီကိုမောင်နှမပေါ်မှာရောအမေပေါ်မှာရောပို့ပြီးတာဝန်ကြီးတော့ဟိုဆုံးဖြတ်ချက်ကတော့ဒါကို family က priority ဖြစ်တယ်ဆိုတော့ အချစ်ဦးပဲဖြစ်ဖြစ်အချစ်ဆုံးပဲဖြစ်ဖြစ်အကုန်လုံးကိုခဏပေးဖက်လိုက်ရတယ်ကျွန်တော်ဒီနေ့ဒီချိန်ထိလည်းစူးစမ်းနေရဆိုတာလည်းဒါကုမိသားစုပဲနေနော်ကုမိသားစုတော့ကျွန်တော်အမေအမြန်းစနေကြတခွင့်ရှိရဟိုညီလေးတို့ညီမလေးတို့တို့ယူပြီးဝိုင်းတော့မှာလို့ကျွန်တော်အမေကိုပဲခေါ်ရမှာလို့ အမေနဲ့ပဲအတူတူအဲတတလုံးဇူးထုတ်မှာအဲအမေအမေအသက်ရှင်နိုင်တော့ပိုကောင်းနေပဲကျွန်တော်နားမှာပဲခေါ်တာအဲချစ်တဲ့သူတွေကဝမ်းနဲ့မယ်နဲ့တူရယ်နော်စစ်တဲ့လူတွေဆိုတာဝမ်းနဲ့မှာလားဟိုနေဒီဟိုနေဒီအာယုံကြည်ချက်နဲ့တော့မဆိုင်ခံယူချက်နဲ့ဆိုင်တယ်လို့ထင်တယ်ဟိုကျွန်တော်ခံယူထားတာဒီပုံစံဖြစ်တဲ့အတွက်ကြောင့်ဟိုဒီပုံမှာပဲဆိုင်မမှတ်သွားကျွန်တော်ကြောက်အေးစင်းနေတာကြိုက်တော့လေသူများကိုလိုက်ပြီးအဲ့လိုဆက်စုရလည်းမကြိုက်ဘူးလိုက်ပြီးလေးလာမျိုးလည်းမကြိုက်ဘူးကိုကကို ိုပဲအားလုံးစိုက်ပြီးကောင်းနေကိုပဲရှင်းတန်းနေ။အင်းတကူတကလိုက်ပြီးတော့ကြည်ပြီးတော့စိတ်ဝင်စားမျိုးတော့မရှိတော့။အာညာကိုကိုကိုပဲအစိတ်ဝင်စားတယ်။ကိုကိုပါရီဆက်လုပ်လို့ရမလဲ။ကိုပဲဘယ်လောက်ထိထပ်သွားလို့ရမလဲ။အဲ့ပေါ်မှာပဲစိတ်ဝင်စားတယ်။အဲ့ပေါ်မှာပဲအားလုံးစိုက်ပြနေ။ကျွန်တော်ရဲ့ဒီ social media နဲ့ပတ်သက်တဲ့ platform တွေကကျွန်တော်ညီနဲ့ကြောင်းညီမလေးပို့ကင်တယ်။ကျွန်တော်ကဒီအခုရိုက်ကူးရေးဝင်နေတော့ character ပေါ်မှာပဲအားလုံးစိုက်တယ်။ဒီပေါ်မှာပဲမျောနေ။အခုဆိုကျွန်တော်မမိုးဆွေရိုက်နေတယ်။ဆိုအဲ့မမိုးဆွေတန်လင်းမှာပဲကျွန်တော်ပြောနေတာပေါ့နော်။ဟို channel ဒီ social media ရပိုင်းတော့ကျွန်တော်ညီလေးနဲ့ညီမလေးပို့ကြိုက်ပေးအလုပ်ပင်အမေစီရောက်သွားဟင်းကောင်းကောင်းစားရတယ်အမေတွေချချက်ပေးတယ်ကျွန်တော်အဲ့အတော့မစဉ်းစားရသေးဘူးနော်သူကန်တရားအရပေါ့ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်လည်းချုပ်မသိနိုင်ဘူးပေါ့နော်အာလောလောဆယ်ကတော့ဟိုအမေနဲ့နေရတာပို့ပြောတယ်ဒါပေမဲ့အမေနဲ့ကလည်းမနေရပါဘူးဒီရန်ကုန်မှာဆိုတော့လေဝေးနေတယ်ဝေးနေပါဟုတ် ကျွန်တော်ကတော့ဒီတနစ်နဲ့တနစ် target တကူရှိရပါတော့အဲ target မှာကျွန်တော်အများကြီးစူးစမ်းရတယ်ဟိုမနစ်ကနဲ့ဒီနေ့နဲ့တူနေရဆိုရင်ကျွန်တော်တို့အဆင်မပြေတော့ဘူးပေါ့နော်ဟိုဒါအချိန်ကုန်ရလို့ခံစားရတယ်ဆိုတော့ဒီတနစ်နဲ့တနစ်မှာတိုးတက်ပြောင်းလဲမှုရှိအောင်ပဲကျွန်တော်တောက်လျှောက်အားလုံးစိုက်ပြီးစူးစမ်းနေရအဲကောင်းချင်းဆိုချင်းတွေလည်းအများကြီးရှိပါတယ်ပြီးတော့2023နဲ့ရှင်လာရင်တော့2024ကတော့ဟိုအများကြီးပိုလုံနိုင်လာတယ်လို့ခံစားရတယ်ကိုယ့်ကိုယ်လည်းပြီးပေါ်မှာပိုပြီးလဲ confidence ရှိလာတယ်ပြီးတော့2025ကိုပဲဘယ်လိုပြင်ဆင်ရမလဲဆိုတော့ပဲအားလုံးစိုက်လိုက်ပါတယ်